ဆရာကြီးတွေသာပြောင်းသွားပေမဲ့ပြာကျနေရဆဲဖြစ်တဲ့နာမည်ကြီးထမင်းငံအင်္ဂလန် အားလုံးပဲမင်္ဂလာပါနမဲကြီးထမင်းငတ်ဖြစ်တဲ့အင်္ဂလန်အသင်းကတော့လူပြောင်းလဲမှုမပြောင်းမဲဂူအောင်နေရဆဲဖြစ်ပါတယ်တာကူဇေဆောက်ကရဲ့လက်ထက်မှာစူပလာဘီနဲ့အနီးစပ်ဆုံးနေထားတိရောက်ခဲ့ပြီးတော့ခွပြောက်ခဲ့ရတဲ့ဘီလက်သားတွေကတူချေရဲ့လက်ထက်မှာလည်းမထူးမခြားနာဖြစ်ခဲ့ရပါတယ်လူချေနဲ့အဖွင့်ပွဲ၃ပွဲဆက်တဲ့အနိုင်ရထားခဲ့တဲ့ဘီလက်သားတွေအားဆိုရင်စတုထမြပွဲစဉ်မှာတော့ရှုံးပွဲကြုံတွေ့သွားခဲ့ရပါတယ်ရှုံးမဲ့ရှုံးတော့လည်းအာဖရိကကလပ်စီနီကောကမှဂိုးပြတ်ရှုံးနေခဲ့ရပါတယ်အသင်းသမိုင်းမှာပထမဆုံးချိန်ဖြစ်အာဖရိကအသင်းကိုရှုံးနေခဲ့ရခြင်းလည်းဖြစ်ပါတယ်ဒီနေ့မှာတော့အင်္ဂလန်နဲ့စီနီကောအသင်းတို့ရဲ့ ပွဲစဉ်လေးကိုရပြုလုပ်ပေးကြပါတယ်။ဘီလက်အသင်းဟာဒီပွဲမှာလူစင်းပြောင်းလဲတွေပြုလုပ်လာခဲ့ပြီးတော့442ပုံစံမျိုးကိုခင်ကျင်းလာခဲ့ပါတယ်။တိုက်စစ်မှာလည်း Harry Kane နဲ့ Ezio တို့ကိုအထောင်ထားလာခဲ့ပြီးတော့တောင်မှနှစ်ဖက်ကတော့ Gordon နဲ့ Saka လို့ဖြစ်ပါတယ်။ဂွန်းလင်မှာလည်း Sentiment နဲ့ Gallagher တို့ကိုတွေ့ပေးလာခဲ့ပြီးတော့ခန်းစစ်မှာကတော့ Chelova, Chewe နဲ့ Beauty Salon ကနှစ်ယောက်ကိုတွေ့ပေးလာခဲ့ပါတယ်။ ကိုဒမနီယာမှာလည်းပစ်ဖို့အစားဟန်နာဆန်ကိုပဲနေရာပြလာခဲ့ပါတယ်။ရှင်နီကောအတင်းကလည်းအာဖရိကအတင်းတဲ့င်းဆိုပေမဲ့နည်းနည်းအရအတင်းတော့မဟုတ်ပါဘူး။အိုက်ဆန်မှာလည်းမိုက်ကယ်ဂျက်ဆန်ဥဆောင်လာခဲ့ပြီးတော့တောင်မန်နီကတော့အန်ဒီယာရင်နဲ့အစ်စမဲလာဆာတို့ဖြစ်ပါတယ်။ကိုဒမနီယာမှာကတော့ဆော်ဒီရောက်ရေပွဲလေးမန်ဒီနဲ့ဗဟိုခန်းစစ်မှာတော့ကူလီဘာလီလို့ပွဲထွက်လာပါတယ်။ဘီလက်သားတွေကတော့အင်ကွင်းကြီးမှာကိုအချက်တကွဲရှုံးပွဲကြုံတွေ့ကြရတာပါ။တကယ်တော့ဘီလက်သားတွေကပွဲချိန်9မိနစ်လောက်မှာကတည်းကဟယ်ရီကိန်းရဲ့ဂိုးနဲ့ဥဆောင်ထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဘီလက်သားတို့ကဘောလုံးပို့ကင်နိုင်ခဲ့တာကလွှဲရင်ချက်ဆွမ်း မန်ရတဆမအပါစီမရခဲ့ပါဘူးစီနီကောအသင်းကတော့မှဘီလက်အသင်းနဲ့အခွင့်အရေးပို့ပြီးဖန်တီးနိုင်ခဲ့တာကိုတွေ့ရပါတယ်အဓိကတော့မြန်နုံးမြင့်စီနီကောရဲ့တောင်မန်နှဖက်ကဘီလက်သားတွေကိုကောင်းကောင်းဒုက္ခပေးနိုင်ခဲ့ပါတယ်မိနစ်40မှာတင်ဝေါ်ကာရဲ့လူကတ်ကစားပုံညံဖြင်းရာကနေစားကချီပါကူတင်ယူသွားခဲ့ပါတယ်အချိန်ကပရီးမီးယားလီးရဲ့အမြန်ဆုံးဖြစ်ခဲ့မှုတွေဝေါ်ကာကခုကတော့နာမည်နဲ့လိုက်အောင်ပဲတကယ်ဝေါ်ကာဖြစ်နေပါပြီဒုတိယပိုင်းမှာလည်းစီနီကောအသင်းကပဲပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပြီးတော့မိနစ်60ကျော်မှလည်းဥဆောင်မှုပါတင်ယူသွားခဲ့ပါတယ်တကောသွားနေတော့အာမီယာရဲ့စီနီကောအသင်းကဘီလက်သားတွေအချက်ကွဲအောင် ဆိုပြီးတော့အချိန်ပုံမှန်နောက်ထပ်တစ်ခုပါတင်ယူသွားခဲ့ပါတယ်။ဒီကိုတော့ကမာရာရဲ့ဖန်တီးပေးမှုကနေစပါလီကတင်ယူသွားခဲ့တာဖြစ်ပါတယ်။ဘီလာသားတွေကလူစင်းပြောင်းလဲနဲ့ခြေဆန်းခဲ့တယ်ဆိုပေမဲ့စီနီဂေါကအသေးချမ်းလာကိုပဲခံလိုက်ရတာဖြစ်ပါတယ်။ဒီချက်လက်ထက်ဆင်ဖမ်းမယ်ကြဖမ်းမယ်ဆိုတဲ့ဘီလက်တာတွေကအာဖရိကအသင်းကိုပထမဆုံးရှုံနေခဲ့တဲ့မှတ်တမ်းစိုးတစ်ခုကိုပါပိုင်ဆိုင်သွားခဲ့ရပါပြီ။အစောနေ့ကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။